အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့စနေသားမီးတွေအတွက်အထက်ဆောင်ပန်းတွေကောင်းတဲ့ဂျိုတွေကိုဘလို့အသုံးချရမလဲဆိုတာလေးပြောပြချင်တာဖြစ်တယ်အဲ့တော့စနေဆိုတဲ့ဂျိုတလုံးကိုကျွန်တော်တို့ကအရင်ကြည့်အောင်လူပုတ်ကိုဆိုတာခဏပယ်တာစနေဆိုတဲ့ဂျိုကဘလို့ဟာမျိုးလဲပေါ့စနေဂျိုဆိုတာကျွန်တော်တို့ကဘာဂျိုနဲ့ဝေးလံတဲ့နေရာမှာရှိတယ်ဒါကြောင့်ပဲကျွန်တော်တို့ကစနေဂျိုကိုကောက်ယူတဲ့ခါကျရင်ကျွန်တော်တို့ကဒစိမ့်တရံလို့ကောက်ယူလေးရှိကြတယ်နော်စနေဆိုတာဒစိမ့်တရံစနေဆိုတာရက်ဝေးနေကြနိုင်ငံသား အော်စနေဆိုတာအထီးကျန်ဆန်တယ်တယောက်ထဲနေတယ်တကိုယ်လေးနေတယ်အဲဒီသဘောမျိုးကိုကျွန်တော်တို့ကရည်ညွှန်းတာဖြစ်တယ်ဒါကစနေသားသမီးတွေကတကယ်စနေသားသမီးစစ်စစ်မွေးတဲ့အချိန်ကလည်းစနေဂျုံနဲ့ပတ်သက်ပြီးဘယ်လိုပြောမလဲအားကောင်းတဲ့အချိန်ဖြစ်ခဲ့တယ်လို့ဆိုရင်စနေသားသမီးကတော်ရုံမလို့ရပဲစကားဝင်မပြောဘူးခက်ဆိန်ဆိန်ခက်ပြင်းပြင်းနေတယ်တတ်နိုင်တလို့ကျွန်တော်တို့အလောကုတ်လောက်တာမျိုးနည်းနည်းရှားရတယ်ပေါ့နော်အဲ့လိုအဲ့လိုပုံစံမျိုးကိုတွားပါတယ်အဲ့တော့ ကြည်လိုက်ရင်ဒစိမ့်ဆန်တာမျိုးအပြုံးရံမရှိတာမျိုးခက်ဆင်းဆင်းနေတာမျိုးဟိုလူတွေတနှုတ်ဆက်လူစင်နှုတ်ဆက်ဟိုလူပြောမှလူပြောမှတိတ်လောက်တာမျိုးစနေကြောကမရှိဘူးစနေသားမီးမှလည်းစနေသားမီးစစ်စစ်တွေကအဲ့ဒီပုံစံမျိုးနည်းနည်းတွားရတယ်ပေါ့နော်ဒါကြောင့်ပဲစနေသားမီးတွေကိုတကယ်ထိန်းချုပ်ပေးနိုင်တဲ့ကြောကဗုဒ္ဓဖူးကြောဒါကြောင့်ပဲဗုဒ္ဓဖူးကနဝင်းမှာရောက်နေတယ်နော် အဲ့တော့ဗုဒ္ဓဘုံနှဝင်းရှိတာဗုဒ္ဓဘုံကိုထိန်းချုပ်ပေးတာဖြစ်တယ်အချို့ကအဲ့ဒါကိုသုံးပေါက်ပဲနဲ့စနေဆိုရင်မိဘစနေဆိုရင်ဗုဒ္ဓဘုံနေမွေးမယ်လို့နော်မိဘဗုဒ္ဓဘုံဆိုစနေမွေးမယ်လို့ဟာကိုကဗုဒ္ဓဘုံဆိုရင်စနေကိုယူမယ်လို့ကိုကစနေဆိုဗုဒ္ဓဘုံယူမယ်အဲ့ဒီဟာတွေကအဲ့ဒီအတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားတာမဟုတ်ဘူးနာမည်ဒီမှာလဲလို့ပဲဟာခလီကစနေမို့လို့ဗုဒ္ဓဘုံနဲ့ပိတ်ပိတ်ပေးမယ်လို့ဗုဒ္ဓဘုံသားမီးကိုစနေနဲ့ပိတ်ပေးမယ်လို့အဲ့လိုတွေရှောက်လုပ်တာတွေကလည်းမှားပါတယ်နော်ဒါကြုံလို့ပြောပြတာပါအဲ့ဒီအတွက်ရည်ရွယ်ထားတာမဟုတ်ဘူးဒါတွေကဒီလိုမျိုးစဉ်းစားဖို့တည်းရည်ရွယ်ထားတာဒါကြောင့်ပဲစနေသားမီးတွေကကျွန်တော်တို့ အနေနဲ့ပြောရမယ်ဆိုရင်အရန်ကြီးဒဇိန်ဆန္ဒာတွေကိုပြည့်ရော့စေဖို့ဗုဒ္ဓဖူးနဝင်းမှာရှိတယ်။ဒါကြောင့်နဝင်းကိုဆောင်ဆိုတာရှိတယ်။နဝင်းဆောင်ဖို့အတွက်ကျွန်တော်တို့ကနည်းနည်းလေးပေါင်းသင်းဆက်ဆိုင်ရင်းနဲ့ပဲနော်လူမှုဆက်ဆိုင်ရင်းနဲ့ပဲဒီနယ်ပယ်ကိုသူများတွေတည်းမတူပဲချက်ထွင်ပါလို့ပြောတာ။ပင်စနေသားမီးတွေအောင်မြင်နေတယ်ဆိုရင်စကားပြောပါဗုဒ္ဓဖူးကစကားပြောခိုင်းတာ။နဝင်းမှာရှိတဲ့အတွက်စကားများများပြောမယ်။နော်ပတ်ဝန်းကျင်နဲ့လက်အောင်ကြီးထွေနေမယ်။မိစေအတိုင်းဝိုင်းများအောင်နေမယ်။ နော်ဆက်ဆံရေးပြည်လဲအောင်ပြည်ပြည်အောင်နေမယ်ဗုဒ္ဓဘုရားလူမှုရေးကြိုဖြစ်တဲ့အတွက်လူမှုရေးတာရင်းနာရေးကိစ္စတွေမှာဝင်အောင်ဆောင်ရွက်မယ်အဲ့လိုမျိုးဆောင်ရွက်ပေးတဲ့ဗုဒ္ဓဘုရားသမီးတွေ sorry စနေသားမီတွေဖြစ်တယ်ဆိုရင်ဗုဒ္ဓဘုရဲ့ဖိမမှုကိုရပြီးတော့အဲ့လိုလူတွေကဘဝမှာပိုအောင်မြင်တယ်ဒါကြောင့်တင်ရစနေသားမီပြည်ဆိုတော့လူမှုရေးကိစ္စတွေမှာဝင်ပါမယ်နော်တာရင်းနာရေးကိစ္စတွေမှာဝင်ပါမယ်လူမှုဆက်ဆံရေးအပိုင်းမှာအားကောင်းအောင်လုပ်မယ်စကားပြောမယ်အရင်နှုတ်ဆက်မနေဘဲနဲ့နေမယ်နော်အပြုံးရမရှိတီတီမနေဘဲနဲ့အပြုံးရ ရှိဖို့လိုတယ်ဒီအချက်လေးတွေကိုလိုက်နာနိုင်မယ်ဆိုရင်စနေသားမီဒီယာဘဝမှာပို့ပြီးတော့ကန့်ကောက်မှုအဆင်ပြေမှုတိုးတက်မှုတွေကိုရနိုင်တယ်လို့ပြောတာနော်ဒါကတော့လိုက်နာရမယ်အချက်ကိုပြောတာနဝင်းဖြစ်တဲ့အတွက်ဒုတိယအနေနဲ့စီးပွားပေါ့စီးပွားရေးနဲ့ပတ်သက်တော့စနေသားမီဒီယာစီးပွားရေးနဲ့ပတ်သက်ရင်ဒီနေ့ဦးနေချိုပိုင်တယ်အညွန့်ချိုအညွန့်ချိုကဒီနေ့ဦးနေဒီနေ့ဦးနေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဒီနေ့ဦးနေလုပ်ငန်းဆိုတာအဲ့အစိုးရနဲ့ဆက်ဆက်တဲ့လုပ်ငန်းဥပဒေနဲ့ပတ်သက်တဲ့လုပ်ငန်းလို့ပြောတာဒါဆိုစနေသားမီဒီယာဘဝမှာအစိုးရဝန်ထမ်း လှုပ်လို့ရတယ်တင်းတင်းကုန်နေဖြစ်တဲ့အတွက်နော်အဲ့တော့ဝန်ထမ်းလှုပ်တယ်ဆိုရင်တော့ကိုလာစာနဲ့ကြိုက်လားမကြိုက်လားကိုနဲ့အဆင်ပြေလားမပြေလားတော့ကြည့်ရဖို့လိုတာပေါ့နော်အဲ့တော့လာစာကစပြီးပေးရဘယ်လောက်ဘယ်လောက်ရတယ်ဆိုတာသိနေကြတာပဲနော်ဘယ်နိုင်ငံရဲ့လာစာဘယ်လောက်ရှိတယ်ဒီနိုင်ငံမှာဒီဟာလွတ်ရင်လာစာဘယ်လောက်ရတယ်ဆိုတာသိရဒီလာစာနဲ့လောက်ကြီးမလောက်ကြီးဆိုတာလည်းသိနေတာပဲနော်အဲ့ဒါမှမဟုတ်ဘဲနဲ့လာစာမလောက်လို့ပါဖို့ဆိုပြီးတော့အကြောင်းပြချက်ပေးတာတကယ်တော့ရည်စရာကောင်းတယ်ဒါကြောင့်ကိုကဝန်ထမ်းလာကစာအကျိုးပေးတယ်ဆိုတာသိတာပါဒါကြောင့်ကျွန်တော်တို့က လာသာအများများရတဲ့ဝန်ထမ်းလုံးမှာပေါ့။ဒါကြောင့်နိုင်ငံသားမှာသွားပြီးတော့ဝန်ထမ်းလုံးမှာလား။အဲတော့လာသာများနိုင်တဲ့ကုမ္ပဏီဝန်ထမ်းလုံးမှာလား။အစိုးရဝန်ထမ်းဆိုလေတကယ်ကိုပြန်ပြီးတော့ကိုယ့်အတွက်တက်လန်းရှိတယ်အပြင်မှာပြန်ပြီးတော့အတော့မွေးလို့ရနိုင်တဲ့အလုပ်မျိုးတွေကိုစဉ်းစားပြီးတော့ဝန်ထမ်းလုံးမှာလား။ဒါကိုတစ်ချက်ကျွန်တော်တို့ချိန်ဆဖို့လိုတာပေါ့ဗျာ။အဲဒါဆိုတော့ကိုယ့်အတွက်ပြန်ပြီးတော့ apply လုပ်လို့ရတဲ့ဟာမျိုးတွေကိုဝန်ထမ်းအနေနဲ့လုပ်တဲ့။ပြီးလည်းပြီးတော့ကျွန်တော်တို့တနင်္ဂနွေနေ့ကျွာဘာကိုပြောတာဥပဒေကိုပြောတာ။ အဲ့တော့စနေသားမီးတွေတော်တော်များများကဥပဒေကိုလေးစားလိုက်နာဖို့လိုတယ်။နားလည်အောင်ပြောရရင်ပြမကောင်းတဲ့အတက်မွေးမှုတွေလုံးဝမလုပ်နဲ့လို့ပြောတာ။နော်ဥပဒေနဲ့မလုပ်ခင်တဲ့စီးပွားရေးတွေ။နော်အဲ့တော့အများကဒီဟာဒီဟာမလုပ်သင့်ဘူးဆိုပြီးတော့ဆုံးဖြတ်ထားတယ်။ဥပဒေနဲ့မလွတ်တာတော့မဟုတ်ဘူး။အဲဒီလိုမျိုးတွေကိုကျွန်တော်ကမလုပ်စေချင်ဘူး။ဒါဆိုစနေသားမီးတွေကအတိုးရင်းဝါးပေးစားတာမျိုးတွေနှလုံးသုံးလုံးရောင်းတာမျိုးတွေဘောလုံးဝဲတိုင်းကန်တာတွေစက်တိုက်ဖဲရိုက်လှုပ်တာမျိုးတွေဥပဒေနဲ့မလွတ်တဲ့ကိစ္စတွေလှုပ်တာမျိုးတွေ နော်အဲ့လိုဟာမျိုးတွေကအများကြီးပါဥပဒေနဲ့မလို့အဲ့ဒါတွေကိုကျွန်တော်တို့ကရှောင်သေးခြင်းတယ်နော်လိုင်စင်မရှိဘဲနဲ့ဟိုဟာဖြစ်တာမျိုးတွေဒီလိုမျိုးတွေကိုကျွန်တော်တို့ကရှောင်ပါလို့ပြောတယ်သူကဥပဒေကိုလေးစားလိုက်နာတယ်လို့ဖြစ်ရင်စနေသားမီဒီယာပိုအောင်မြင်တယ်အဲ့တော့မဟုတ်တာလုံးနေတာမျိုးဆိုရင်သူကနှစ်ခုပြန်ထိတယ်တစ်ချိန်ချိန်မှာဥပဒေရဲ့ကျွန်တော်တို့အပြစ်ပေးခြင်းခံရတယ်လို့ကျွန်တော်တို့ဓမ္မဥပဒေဆိုတဲ့တရားရဲ့နော် ကကြမလှဲပင်းရဲ့ပြန်ပြီးတော့တလှက်ပြန်ခံရတဲ့အချိန်မှာကိုမဟုတ်တာလုပ်ခဲ့တာတွေကပြန်ဒုက္ခရောက်တယ်။ဆနေသားမိတွေဆိုကျွန်တော်မဟုတ်တာမလုပ်ပါနဲ့လို့ပဲပြောလို့ရှိပါတယ်။နောက်ပြီးတင်းတင်းကုန်နေကြွားကောင်းကင်မှာရှိတဲ့ကျွန်တော်နေမင်းဖြစ်တယ်။ကောင်းကင်မှာရှိတဲ့ကျွန်တော်တို့နေရဘာတာဝန်ယူလဲဆိုဒီဆက်ကြဝလာရီတခုကသူကတာဝန်ယူတာလား။ဘာလို့ဒီဂျိုတွေကဒီနေကိုပတ်နေရလဲ။ဒါကြောင့်ပဲစနေသားမိတွေကတကယ်စနေဂျိုလဲဖွားစားတာမှာအားကောင်းတယ်ဆိုရင်တာဝန်ယူမှုတာဝန်ခံမှုရှိတယ်။မျက်စိတည်းမြအောင်ပြောရင်တာဝန်ကြည်တဲ့နေရာမှာသူများတွေတဲတော်တယ် ဒါကြောင့်စနေသားမီးတကယ်ဇာတာကောင်းတယ်ဟိုနာမည်ပေးမှန်တယ်လို့ဆိုစနေသားမီးကိုဒိန်းဆိုဒီတာဝန်တစ်ခုပေးလိုက်တာဝန်ကြည့်အောင်သူကလှုပ်တတ်တယ်အစင်ပြောင်ကြည့်လို့လိုက်ဆိုတော့သူမလှုပ်တတ်ဘူးဒါပေမဲ့တာဝန်ကြည့်တယ်သူ့ကိုခိုင်းတာတစ်ခုတစ်ခုဒါဒါဒါတွေငါဒီနေ့ပြီးကျင်တယ်ပြီးတယ်အဲ့တော့စနေသားမီးတော်တော်များများကသူများဇာတာမှာလဲဆောက်သူတို့ဇာတာမှာလဲကောင်းခဲ့တယ်ရှိတော့တကယ်ကိုလုပ်ငန်းထဲမှာ CEO level တွေ manager ချုပ်ကြီးတွေအကြီးအမှုကြီးတွေနော်အစိုးရဝန်ထမ်းမှာဆိုလဲညှို့မှုကြီးတွေညှို့ချုပ်ကြီးတွေအဲ့လောက်ထိကိုသူကဖြစ်နိုင်တယ် ။ဖွားစားတာလည်းကောင်းတယ်နာမည်လည်းကောင်းတာနဲ့တိုက်ဆိုင်။အဲ့လောက်ထိကိုသူကစနေရတာဝန်ကြည်တဲ့နေရာမှာသူများနဲ့မတူ။နေ့ခုနှစ်နေ့မှာစနေရတာဝန်အခြေဆုံးလို့ပြောတယ်။ကိုယ်ဟိုင်းစီဝါရေးလုပ်မယ်လို့ဆိုဆိုရင်တော့ကျွန်တော်တို့ကစနေသားမီးတွေတင်းငုံနေကြတာအတက်တက်ကိုပေးတယ်။အဲ့တော့ကျွန်တော်အမြဲပြောတယ်ကျွန်တော်ဒီဖေးရင်လာမေးတယ်အိမ်မှာလာမေးတဲ့လူဆိုတော့ကျွန်တော်ရှင်းပြပါတယ်။အတက်တက်ဆိုတာဘာကိုပြောတာလဲဆိုတော့အတက်တက်ဆိုတာစီးနဲ့အစားတော့ပါ။နော်ဒါကြောင့်ပဲစေးဝါးနဲ့ပတ်သက်တဲ့ကိစ္စလို့အတက်ခဲ့တဲ့ဆရာဝန်အလုပ်တို့သူနာပြုအလုပ်တို့စေးရောက်တာတို့နော်အဲစေးရောက်တာကိုသူကအင်္ဂါဂျူလို့ထင်တဲ့လူကထင်သေးတယ် မဟုတ်ဘူးလူအတက်ကိုကယ်တဲ့စေဝါလေးအားလုံးကတင်းတင်းကိုနေပိုင်တယ်ဒါကြောင့်ပဲအဲ့လိုအလုပ်ငန်းနေတဲ့အဆင်ပြေသလိုသူကနောက်ထပ်လူအများလုံးနဲ့အသုံးတဲ့တယ်လို့ပြောရဲဆိုတော့စားတော့ကုန်မှာနော်အဲစားတော့ကုန်ဆိုအင်္ဂါလို့ထင်တဲ့လူကလည်းထင်ပြန်အောင်ဆန်ဆိုရင်အင်္ဂါစီဆိုရင်အင်္ဂါဟာဒုက္ခပဲအဲ့ဒါအဲ့ဒါတွေကအကုန်လွဲနေတာမဟုတ်ဘူးနော်လူပစက်တဲ့ထဲ့ပြီးစားလို့ရတဲ့ဟာတွေဟိုမုံရင်ကအုံနှုတ်ခောက်ဆွဲနော်မနဲ့ခင်စားနေတဲ့ထမင်းကြော်ထမင်းဆိုင်အဲခောက်ဆွဲကြော်နော်တောက်တောက်ကြော်အစိမ်းကြော်အများဟော့ပေါ့နော် အခြားအခြားစားလို့ရတဲ့ကြေးကိုဒါအစားတော့အဲ့ဒီအစားတော့စားနေလူကအဟာရဖြစ်တယ်ကျမ်းမာရင်းနဲ့ညီညွတ်တယ်ကျမ်းမာရင်းကောင်အဲ့တော့အစားတော့တော်တော်များများတနင်းကုန်နေပိုင်တယ်ဒါကြောင့်စားတော့ကုန်လုပ်ငန်းအနေနဲ့အောင်မြင်နေကြတဲ့လူတွေကတနင်းကုန်တွေကြိုအားကောင်းကြတဲ့လူတွေဖြစ်တယ်နော်ဒီလောက်ဆိုတော့ဘောပေါ့မယ်ထင်ပါတယ်ဘလူစီဝိုင်းမျိုးကကိုယ့်အတွက်အန်ဂိုက်ဖြစ်တယ်အဝင်ခွင့်ကြဖြစ်တယ်ဆိုတာမျိုးကိုကျွန်တော်သိလိမ့်မယ်အဲ့တော့စနေသားပြီဒီမှာကျွန်တော်တို့ကကောင်းတဲ့ဂျိုက3ခုရှိတာအဲ့တော့ကြာတာပရိချို နော်ဂျာတာပရီကျူဟာအချစ်ရေးစံအိမ်အောင်ရေးကိုကိုစားပြုလို့တင်းနေကိုနေကျူဟာစီးပွားရေးကိုကိုစားပြုတယ်ဗုဒ္ဓဘူးကျူဟာထိန်းကွတ်ဖို့အတွက်ကိုစားပြုတယ်ဒါကြောင့်အချစ်ရေးကျူဟာဂျာတာပရီကျူဖြစ်တဲ့အတွက်ကျွန်တော်တို့သိထားရမှာကစနေသားမီးတွေကယူတဲ့အိမ်အောင်ဘက်တွေကအမျိုးများတာမျိုးတွေဟာ၁၀ရောက်မှာ9ရောက်လောက်ကြုံရတဲ့အဲ့တော့ကိုယူမဲ့မိမအိုစနေသားစနေသမီးတွေအကြည့်ရညီကောင်မောင်တို့ကတိတ်များလားအမျိုးများလားအမျိုးချစ်တဲ့လူလားအဲ့ဒါမျိုးတစ်ချက်ကြည့်ရ အဲ့လိုမျိုးကြည့်ပြီးဟာမယူသိဘူးဆိုရင်မယူနဲ့အရွှေမျိုးတွေရဲ့မိန်းမဘက်ကအတားမို့ယောက်ျားဘက်ကရွှေမျိုးတွေရဲ့ဒုက္ခပေးခြင်းကိုအလွန်ခံရတဲ့လူလို့ကျွန်တော်တို့တွေ့ရအဲ့ဒါသတိထားဖို့လိုတယ်အဲ့တော့စနေသားမီဒီယာဟုတ်တော်စီမဟုတ်တော်စီနည်းနည်းခက်ကြီးကြီးကျယ်ကျယ်ပြောတတ်တဲ့လူတွေနည်းနည်းစမတ်ကြကြပြောတတ်တဲ့လူမျိုးတွေဟိတ်ကြီးဟန်ညင်နေတတ်တဲ့လူတွေအဲစတိုင်နဲ့နေတတ်တဲ့လူတွေကိုမသိစိတ်ကအထင်ကြီးလေးရှိတယ်အဲ့တော့စနေသားမီဒီယာကိုကွာချစ်တယ်ဆိုရင်ကိုကနည်းနည်းဟိတ်ဟန်ထုတ်တတ်ဖို့တော့လိုလိမ့်မယ်နော် စကကြီးစကကြီးပြောတာတော့မဟုတ်ဘူးနည်းနည်းကြီးကြီးမားမားလေးတွေပြောဖို့အရန်သေးနှုတ်တာတွေပြောရင်စနေသားမီဒီယာမျက်စိမကြောက်။ဒါစနေသားမီဒီယာတကယ်ကိုဒေဒီကျဲတွေကိုသွားကြိုက်မိတာမျိုးတွေလည်းဘဝမှာကြုံရတတ်လို့အကြီးကြီးကြီးပြောတဲ့လူတွေနဲ့လည်းစနေသားမီဒီယာအန်ကားတယ်။နော်တခုပဲရှင်မျိုးအတိုင်းဝိုင်းတွေများတာမျိုးတော့စနေသားမီဒီယာရှင်မျိုးတွေရဲ့ဒုက္ခပေးခြင်းတွေအလွန်ခံရတတ်တာဖြစ်တဲ့ရှင်မျိုးအတိုင်းဝိုင်းနဲတဲ့လူအမျိုးချစ်တဲ့လူတွေကိုသွားမယူမိစေနဲ့အဲဒါဆိုတော့တသက်လုံးလောကရောက်ပြီဟာအမေချစ်တဲ့ နော်တူတူမှချစ်တယ်အညီကိုမောင်မှရှိတယ်ရှိတဲ့ပတ်စံအဲ့ဒီသူ့အမျိုးလေးစီရောအိမ်တော်ကြွားလာကြွားအဲ့လိုတွေဖြစ်တတ်တယ်ဒါတွေကိုသတိထားဖို့လိုတဲ့တဲမှာပါပါတယ်အဲ့တော့တခုတော့တတိထားရမယ်စနေသားမီဒီယာလက်ဖွာတဲ့လူမျိုးကိုလုံးဝလုံးဝအိမ်အောင်ဘက်ဖြစ်မယွေးမိစေနဲ့။ကွာ၊နေကြီးကြီးရဲသွားယူမိတဲ့အတန်းသွားကြီးကြီးရဲအုံးတဲ့လူနဲ့သွားပြောရတယ်လက်ဖွာတဲ့အုံးဆွဲမတက်ဘူးငွေကြီးစီမံခွန့်ခွဲမှုအားနေတဲ့လူမျိုးအိမ်အောင်ပြုတ်မိပြီးစနေသားမီဒီယာကုံယုံရှာသလောက်အဖက်မတင်တာဖြစ်တတ်တယ်။နော်။ဒီလောက်ဆိုရင်ကျွန်တော်သဘောပေါက်မယ်ထင်ပါတယ်။စနေသားမီဒီယာအားလုံး ကန့်ကောက်မှုအဆင်ပြေမှုတွေရကြပါသည်